ဲ့တော့ဂျွန်လမှာဒီကာလမျိုးမှာ အင်္ဂါလာသမီးများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပါနော်စီးပွားရေးစီးပွားရေးတွေဒူမူရေးတွေကအချိန်ဟုန်ပြင်းစွာဖြင့်တက်လာပြီးတော့လက်ရှိအခြေအနေထက်ပိုပြီးကောင်းလာမျိုးပိုပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံတွေ့ရဖို့ရှိပါတယ်ဒီကာလမှာမိမိရဲ့လုပ်ငန်းတွေကိုအင်တိုက်အားတိုက်စိတ်ပါလက်ပါပိုလုံးမယ်ဆိုရင် ဒီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါပဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလှုပ်ပြီးတော့လှုပ်ရှားရှိရာလေးကိုဖျက်ဖျောက်နေတဲ့လှုပ်ဖို့ကျွန်တော်နေနဲ့အကြံပြုလိုပါတယ်နောက်မိမိနဲ့ပြဿနာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချုံးမိပြီးတော့မိမိနဲ့အလိုဘောနော်ဒီအဆင်ပြေသွားတာမျိုးတွေတွေ့ရတတ်ပါတယ် နောက်ပြီးအခါကျတော့မိမိရှိကိုဘုနောအဖိုးတန်ကြောက်မြက်ယန္တနာတွေဝင်လာတတ်ပါတယ်အဖိုးတန်ကြောက်မြက်ယန္တနာတွေဝင်လာပြီဆိုတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါသို့တော့ ရွှေတယ်ပစ္စည်းရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကန်ဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်ဤပင်ပန်းခြင်းကိုယ်ပင်ပန်းခြင်းတွေဖြစ်ပေါ်လာတတ်တာကိုတွေ့ရတယ်။အကြောင်းမလို့ရွှေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝင်လာလည်းမကောင်းဘူးထွက်တာလည်းမကောင်းဘူးဒီကာလမှာပေါ့နော်မိမိကအရေးကြီးကိစ္စရပ်တွေလုံးဆရာရှိတာမို့လို့ဆိုမိမိရဲ့ရွှေတယ်ပစ္စည်းတစ်ခုခုကိုရောင်းချပေါင်နေပြီးလောက်ရမှာဟာမျိုးရှိမှတော့လုံးဝလုံးဝရွှေတယ်ပစ္စည်းတွေကိုရောင်းချပြီးလုံးဝလုံးဝမလောက်ပါတော့ကျွန်တော်အနေနဲ့အကြံပြုလို့ရတယ်။ ောက်ပြီးတော့ဒီကာလမှာပေါ့ငွေအစုလိုက်လုံလိုက်ဝင်ကင်းရှိပါတယ်ငွေအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါပေမဲ့မိမိရဲ့ပန်ဝန်းကျင်မှာရှိနေမိမိရဲ့မိမိတဲ့အသက်ကြီးတဲ့သူတွေကမိမိကိုငားစားတာပဲဖြစ်ဖြစ်ပေါ့နော်ဇုံတစ်ခုအကြောင်းတစ်မျိုးအကြောင်းလို့ငွေအစုလိုက်လုံလိုက်ဝင်တတ်တယ်ငွေဝင်လာတတ်တာကိုတွေ့ရပါတယ်နောက်ပြီးတဲ့အခါကျမိမိဒီအထက်လူကြီးတွေမိမိရဲ့ မိသားစုထဲမှာရှိနေတဲ့အချီကြီးကဲတဲ့အသက်ကြီးတဲ့သူတွေကြောင့်မလို့စိတ်ပင်ပန်းရတာမျိုးစိတ်ထိခိုက်ရတာတို့ကြောတတ်တယ်။နောက်ပြီးတော့အဲ့ဒီလူမျိုးတွေရာလည်းကျန်းမာရေးမကောင်းတာမျိုးဟိုပြောရမဆိုရင်ကျန်းမာရေးမကောင်းတာမျိုးချက်ချင်းဟိုရုပ်ကြီးရကြီးပေါ့နော်ဟိုမူလဲဝါတာမျိုးမေ့လဲဝါတာဆက်ပြီးအဲ့လိုမျိုးအခြေအနေမျိုးလည်းဒီကာလမှာကြုံတွေ့ရတာရှိပါတယ်။နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်။နောက်ဒီကာလမှာပေါ့နော်ခရီးသွားရတာမျိုးရှိရဆိုဒီခရီးကစီးပွားရေးနဲ့ပတ်သက်တဲ့ခရီးတစ်ခုကိုထွက်ရမယ်ဆို ဆိုဒီကာလမှာစိုက်စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတို့တက်တာမျိုးတွေနောက်ပြီးတော့မိမိရဲ့အလုံးရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလုံးရှင်ရဲ့ဒီဟိုမားစာခြင်းကိုခံရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအလုပ်လုပ်လုပ်နေကြတဲ့သူတွေနေလဲဆိုရင်တော့သင်တန်းကိစ္စရပ်တွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြောင့်စိတ်ညစ်ရခြင်းအနှောက်ယှက်ဖြစ်ခြင်းအဲ့လိုမျိုးတွေလုံးဝလုံးဝကြုံတွေ့ရဖို့ရှိပါတယ်။ဒီကာလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝမဝင်စေခြင်းပါနဲ့ ငွေကောင်းတယ်ဘာလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ထွက်လည်းမကောင်းငွေလည်းမကောင်းလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်เนาะနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီကာလမှာပေါ့เนาะအချီးရေးပေါ့အချီးရေးကိစ္စရတဲ့ကာကြတော့မိမိကမိရဲ့ဒီအချီးရေးမှာမိရဲ့ရည်စားဟောင်းတွေချစ်သူဟောင်းတွေပြန်ရောက်လာတတ်တယ်မိမချစ်သူရှိနေရယ်ဆိုရင်အဲ့ဒီမိမချစ်သူအသင်နဲ့ရည်သားဟောင်းနေနဲ့ပြဿနာတတာမျိုးအကြုံတွေ့ရမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအိမ်တော်ကြီးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဿနာကြီးကြီးမှဖြစ်တတ်ဖို့မရှိဘူးဒါပေမဲ့ ဟိုပြောရမယ်ဆိုဒီကာလမှာပေါ့နော်မိမိကနည်းနည်းလေးအမားတစ်ခုကိုလေးကြော်လိုက်ပြီဆိုတော့အဲ့မားတစ်ခုကိုနင်းပြီးတော့ပြက်နာတွေတက်တာမျိုးစိတ်အနှောင့်အယှက်တွေဖြီးရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပင်မဲ့လေအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့လိုမျိုးတွေ့ရပါတယ်ဒီကာလမှာစာရွက်စာတန်းစာကျုပ်စာတန်းကိစ္စရည်နေနဲ့ပတ်သက်ပြီးတော့ တက်နိုင်လားပေါ့နော်မိမိနာမည်မသုံးဘဲနဲ့ရှင်းနိုင်တာရှင်းပါမိနာမည်သုံးပြီးရှင်းမယ်ဆိုရင်တော့လည်းလေးပုံမှန်ထပ်ပုံလုံးနဲ့အခက်ခဲတွေပုံမှန်ထပ်ပုံလုံးနဲ့တက်နာလေးတွေကြုံရဖို့ရှိပါတယ်။နောက်မိမိမှာမိမိဖြစ်လာတဲ့အခက်ခဲတွေပေါ်မူတည်ပြီးတော့ဆွေမျိုးသားချင်းတွေကမိမိကိုလာပြီးတော့ကူညီလိုက်မယ်။ကူညီမဆမှုတွေလည်းခံရတတ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတဲ့အခါကျတော့ဒီကာလမှာပေါ့နော်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုခုတိစောက်ဖို့ရည်ရွယ်နေရတဲ့ဆိုရင်ဒီကာလမှာဒီကာလမှာ နော်အဲ့စီပွားရေးတစ်ခုကိုတိဆောက်ပါလောက်ပါတော့ကျွန်တော်နေနေပြောချင်ပါတယ်အဲဒီကာလမှာပေါ့နော်အကျွေးတွေကိုဒီလမှာအကျွေးတောင်းရင်ကြောင်းမတောင်းရင်နောက်ဘယ်တော့မှတောင်းလို့ရမှာမဟုတ်တော့ပါဘူးအဲကြောင့်ဒီလမှာတောင်းမယ်ဆိုရင်ဘလို့နီးလည်းနဲ့မဆိုတောင်းပါလို့ကျွန်တော်နေနေပြောချင်တယ်နော်အဲ့တော့ကျမ်းပိုင်ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့မျက်စိယောဂတွေနောက်မျက်စိနဲ့ပတ်သက်တဲ့ယောဂမျိုးတွေနောက်မျိုးအစာမားတာမျိုးအတောက်မားတာမျိုးနောက်ဆေးမားတောက်မိတာမျိုးအဲ့လိုမျိုးတွေပတ်သက်ပြီးဖြစ်တတ်တယ်။အဲ့တော့တအားကြီးတော့တနင်္ဂနွေလောက်ရှောင်ကျင်ပေးဖို့လိုအပ်တယ်။သတိထားပေးဖို့လိုအပ်တယ်ပေါ့နော်။နောက်ခုကျတော့ဒီ ဒီလမှာပေါ့နော်ဒီလတလမှာကံကောင်းစေဖို့အတွက်အစီအမေချောဝိစေဖို့အတွက်ရရရလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစေယုံစေကန်းနေမှာရှိနေတဲ့အသက်ကြီးနေတဲ့လူနာအဲ့ဒီလူနာတွေကိုစေဖို့တွေစေဖို့ဝါကတွေရေသူတို့ရစားသုံးနေတဲ့ ဒီအစားတောက်တွေကိုသွားပြီးလှူဒန်းပေးတာမျိုးတို့ရဲ့ဒီတနေ့စာအခက်ခဲဒီတွေကိုသွားပြီးကုသလုပ်ပေးပါမိမိတက်နိုင်တက်နိုင်လောက်လူနာတစ်ယောက်၂ယောက်၃ယောက်၄ယောက်၅ယောက်၆ယောက်ပြီးတက်နိုင်လောက်လုပ်ပေးပါပြီးတဲ့ခါကျတော့ဒီအခက်ခဲတွေအားလုံးပြေပျောက်ပါစေဆိုပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုမိမိအခက်ခဲတွေကင်းပျောက်ပြီးတော့အားလုံးအဆင်ပြေချုံ့ဝေတတ်ပါလိမ့်မယ်အားလုံးပဲဂျုံလာမှာအဆင်ပြေချုံ့ဝေကြပါစေရလက်ကောင်းနေရရှိပါ